ရိုက်ချင်တဲ့ပုံစံတွေကတော့အများကြီးရှိတယ်။ဥပမာအခုလက်တတော်မိုးအရဆိုရင်တော့တရေကရိုက်ချင်တာလေ။တရေတရေကိုဘယ်လိုပြောရအောင်လဲ။အဲတရေချောက်တာလည်းမခံဘူးခံတာတော့ဟိုလိုမျိုးအတန်ရင်တရေ၆တဲ့အတန်ကြရဆိုရင်လေဒါကြွတ်တိုးတာတို့ငှက်တိုးတာတို့အဲ့လိုမျိုးပဲထင်လိုက်တာကိုအဲ့လိုတရေ၆တာတွေပါလို့ဆိုရင်ကိုယ်တိုင်အဲ့လိုမျိုးဂျုံတော့ဂျုံဘူးကျင်တယ်ပေါ့ဂျုံဘူးလို့ဂျုံဘူးကျင်လို့ဆိုပြီးတော့မှလာလို့မှလည်းကြောက်သေးတယ် အန်တီတရုတ်ရဲ့လေဘင်းမှာလေဟိုကင်မရာကင်မရာကြီးလိုမျိုးတမီးကြီးလိုမျိုးရှေးဟောင်းပုံစံမျိုးကြီးလေအဲ့ဒါအဲ့ဒါကြီးကိုလွယ်ထားပြီးတော့ तू ဟိုကြည့်ဒီကြည့်လိုက်နဲ့အဲအန်တီတို့ဘာလုပ်နေရလဲဆိုကိုကမေးကမှမဟုတ်ဘူးတဲ့ဒါတို့ကိုစောင့်နေတာတဲ့ဒါတို့ကိုစောင့်နေတာတဲ့ဒီချိန်ကြီးထီးတဲ့စင်းမလာသေးလို့တဲ့ဒါတို့ကိုစောင့်နေရတယ်ပေါ့နော်တော်တော်နဲ့ပေါ်မလာတော့ဆိုရင်တဲ့သူတို့ကအဖို့တက်ပြီးတော့မှလိုက်ရှာတော့မလို့ဆိုပြီးတော့မှပြောတာဗျာအော်အဲ့အဲ့မှလဲသူတို့ကိုလဲလူလို့ပဲထင်တာပေါ့နော် လန့်လန့်နာရဲ့လို့မရှိသေးဘူးအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ပြီး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 ချင်းဆင်းလာတော့မှောင်ဆင်းရင်ဆင်းရင်နဲ့လန်းတဝက်လည်းရောက်မှောင်သွားတာပေါ့နော်အဲ့မှာဆိုရင်တော့၆တဲ့အတန်တွေတို့အဲ့လိုမျိုးကျွန်တော်တို့နားထဲမှာမျိုးစုံကြတာပေါ့နော်အော်မင်းကလေးအော်တဲ့အတန်တွေတော့၆တဲ့အတန်တွေပြီးရင်ဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးဖက်နဲ့အစုံလိုက်လေးတွေလေဖက်နဲ့အစုံလိုက်လေးတွေအဲအစ်စ်တင်တော့အဲ့လိုမျိုးလေးဘေးနားလေးမှာအဲ့လိုမျိုးတွေ့ရတယ်ပြီးတော့ကျွန်တော်တို့အဲဖြည်း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 ချင်းဆင်းလာဆင်းလာဆင်းလာပြီးတော့ကျတော့ ဒီနေ့ကတော့အာအစိုးရပလက်ထင်းမောင်ရဲ့မခိုင်ကိုပြောလိုက်ပါဆိုရဲ့ချင်းလေးကိုတည်ဆောင်ပေးมาဖြစ်ပါတယ်ခင်ဗျာမင်းသမီးကတော့မချေပါခင်ဗျာကြိုက်တဲ့ပုံစံလေးကလည်းအကူကလည်းအာဒါတချင်းဟောင်းလေးကိုပြန်ပြီးအောင်ပြန်ဆိုတေးကြိုက်လို့မပြန်ဆိုတေးလောက်ထားတာဆိုတော့အာဆိုတဲ့သူတွေနေလည်းတာဝန်ကြီးတယ်ကျွန်တော်တို့တည်ဆောင်နေနေလည်းတာဝန်ကြီးပါတယ်ခင်ဗျာအဲ့တော့အစ်ချာလေးစူးစမ်းထားပါတယ်တချင်းလေးထွက်ရင်အားပေးချက်ပါအောင်ပြောချင်ပါတယ်ခင်ဗျာ ဒီအကိုဆိုထားတာလေအရင်သဘောကျလို့လဲဒီသင်းလေးကိုလက်ခံပြပါရခင်ဗျာဟုတ်လက်တလောကကျွန်တော်ပွဲရီဆိုနေတယ်အလူတွေအလူလက်အရန်လိုက်ရတယ်ဒီနေ့အာအလူလက်တွေအာတပိတ်လွယ်တွေပန်းချေးတွေပြီးရင်တချင်းစုတွေတချင်းစုတာကိုတော်တော်များများသဘောကျတော့တချင်းစုတာကြီးနားကြရခင်ဗျာအဲ့ဒါကြီးသွားပြောမှလုပ်နေအခုဆိုရင်ကျွန်တော်မနေ့ကဟုံးမလင်းပြန်လာပါဘောနော်ဟုံးမလင်းကနေပြန်လာပြီးတော့မှဒီနေ့ အာဒီအကိုရဲ့သစင်လေးလာပြီးတော့မှရဖြစ်တာပါခင်ဗျာပြီးတာဗောမြတ်တာပြေဝအများကြီးပြေးထားတယ်ဘယ်သူမှဘယ်လိုပြောမလဲအာဘယ်သူမှမပေးဘူးတဲ့မြတ်တာတွေကိုကျွန်တော်ချစ်တဲ့သူတွေအကုန်လုံးပေးလိုက်တာဗောအဲတော့မြတ်တာပြေတော့မြတ်တာပြန်ရပြေးပေးလိုက်တာအဲတော့ဘုံဘောလောအောင်မြတ်တာပြေးတော့ပြန်ရတဲ့သဘောဗောကျွန်တော်ကျွန်တော်အတုဆောင်တာအမှန်တကယ်တော့ကျွန်တော်အတုဆောင်ဖြစ်ချင်တာလေဒီဥဆောင်တာဝါသနာပိုင်းအဲရုတ်တရက်အဲ့လိုမျိုးဗောနောအဆူတော်မတွန်းက တေးဥစ်အဲသူချင်းလီမှာတေးဥစ်ဆောင်ဖို့ဆိုပြီးတော့ခေါ်တာခေါ်တော့ကျတော့မိုးတွေအရန်ရွာရွာရွာရင်းနဲ့အဲ့ဒီချင်းကမရိုက်ဖြစ်ပဲနဲ့မောင်လေးရဲ့တဲ့အာတချင်းစုရအောင်ဆိုပြီးတော့မှအဲနှစ်ခုတစ်စိတ်ဆိုတဲ့တချင်းလေးပြန်စုလိုက်တဲ့အချိန်ကျတော့အအကုန်လုံးကလည်းလက်ခံတော့ကျွန်တော်ကတချင်းစုတွေဘက်ကိုရောက်သွားအမှန်တကယ်တော့တေးဥစ်ဆောင်တာကိုဝါသနာပါပါခင်ဗျရိုက်ချင်းတဲ့ပုံစံတွေကတော့အများကြီးရှိတယ်ဥပမာအခုလက်တော်မိုးဥရဆိုရင်တော့တရေကရိုက်ချင်တာလေတရေတရေကိုဘယ်လိုပြောရမလဲ ဲတရေ၆တာလည်းမခံဘူးခံတာတော့ဟိုလိုမျိုးလိုမျိုးအတန်ရင်တရေ၆တဲ့အတန်ကြားရဆိုရင်လည်းဒါကြွက်တိုးတာတို့ငှက်တိုးတာတို့အဲ့လိုမျိုးပဲထင်လိုက်တာဟိုအဲ့လိုတရေ၆တာတွေပါလေဆိုရင်ကိုယ်တိုင်းအဲ့လိုမျိုးကျုံတော့ကျုံဘူးကျင်တယ်ပေါ့လေကျုံဘူးလို့ကျုံဘူးကျင်လို့ဆိုပြီးတော့မလာလို့မလဲကြောက်သေးတယ်။အဲတော့အဲအဲ့ဒီတော့ကြောက်မလို့ကျွန်တော်ကရုပ်ရှင်နေအဲ့မှာမလို့ရုပ်ရှင်ထက်ဆိုင်အဲ့လိုစကားလေးပါလေးရိုက်ချင်တယ်ရိုက်တဲ့ဆိုရင် အဲ့တော့တရေကားကြီးပါရဲချင်းချုံရယ်ချုံမှာပေါ့ကျွန်တော်ကလေအဲ့လိုဘယ်လိုပြောရမလဲထင်ထင်ရတာထင်ရတယ်အဲစိတ်ကတော့အဲ့လိုမျိုးဟို၆တယ်အဲ့လိုတရေပါညာ၆တယ်လို့တော့ထင်ရတယ်ဆိုရင်ကျွန်တော်အာယုံလွှဲလိုက်တာပေါ့ကြောက်စိတ်ဝင်သွားမှာဆိုလို့အမတ်တရားဆိုရင်ကျွန်တော်ပြောပြမယ်ဟောဒါကတော့ကျွန်တော်ကြုံတွေ့ရတဲ့အတွေ့အကြုံပေါ့နော်ဘာလဲဆိုတော့ကျွန်တော်တို့ကအဲကရင်ပြည်နယ်အော်ကရင်ပြည်နယ်ကိုသွားတာကရင်ပြည်နယ်တောင်ဝိုင်းတောင်ကိုကျွန်တော်တို့ကအာမနက်ခင်းမှတက်မလို့ဆိုပြီးတော့မှလောက်တာအများစုကလေ မလခင်မှတက်ကြတာတဲ့အဲတောင်ပိုင်းတောင်အောင်လေတောင်ပိုင်းတောင်အောင်မလခင်မှတက်ကြတော့ဒေသကန်နေရာလေကျွန်တော်တို့လည်းဘာမှမပြောကျွန်တော်တို့ရဲ့အဲကျွန်တော်တို့က3ယောက်သွားကြပါတော့ကားဆရာရဲ့မန်နေဂျာရဲ့ကျွန်တော်ရဲ့3ယောက်သွားတော့အာကျွန်တော်တို့ကညနေခင်းတော့ရောက်သွားတာပေါ့နော်ရောက်သွားတော့နှစ်နာရီဝင်းကျင်3နာရီလောက်ကျတော့အာတောင်တောင်ချီကိုရောက်သွားရောက်သွားပြီးတော့အတောင်ချီမှာလည်းဘာမှမရှိဘူးလူတအူးပဲရှိရဲအဲကျွန်တော်ကလေတေချာတောင်တက်တော့မှာဆိုတော့လေအဲတောင်ဝိုင်းတောင် တချို့ကကြဲလို့ပြောကြတယ်နေလေခင်းนี่မတက်ရဘူးတဲ့တောင်ဝိုင်းတောင်ဆိုတာအဲမနခင်းမြိုင်းမြိုင်းတက်ရတယ်ဆိုပြီးပြောကြအဲကျွန်တော်ကလည်းမသိဘူးပေါ့ဘာပဲဖြစ်ဖြစ်ဒီရက်ဒီဒေတာကိုရောက်တော့အနှံ့သွားမယ်ဆိုပြီးတောင်ဝိုင်းတောင်နေလေခင်းကြီးညနေခင်းကြီးရောက်သွားပေါ့ညနေခင်းကြီးတက်လိုက်တဲ့ချိန်ညတက်တဲ့ချိန်မှာလည်းကျွန်တော်တို့ကလေတောဆောင်နဲ့တောင်ဆောင်နဲ့ဒီအကုန်လုံးကိုလေမြတ်တာပို့ပေးရပို့ပေးပြီးမှတက်ကြတာပေါ့နော်တက်ရင်တက်ရင်ねကျွန်တော်တို့ဘာဖြစ်သွားလဲဆိုတော့အပေါ်ရောက်တော့ကြတော့9နာရီကျော်6နာရီဝန်းကျင်ဖြစ်သွားလေဟိုတောင်ထိပ်ကြီးမှာကြတော့လေလုံးဝမမောင်သေးဘူးလေ အဲမမောင်သေးပဲနဲ့အာတောင်ထဲမှာတောင်အောက်မှာကျတော့မှောင်နေပြီကိုအပေါ်မှာအလင်းရောက်ရှိသေးတယ်ဆိုပြီးတော့ကျွန်တော်ကနေ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 6နာရီခွဲသွားခွဲသွားကြတော့ကျွန်တော်ကပြ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 ချင်းစင်းလာတော့မှောင်စင်းရင်စင်းရင်နဲ့လမ်းတဝက်လည်းရောက်တော့မှောင်သွားတာပေါ့နော်အဲ့မှာဆိုရင်တော့6တဲ့အတန်နေတို့အဲ့လိုမျိုးကျွန်တော်တို့နားထဲမှာမျိုးစုံကြတာပေါ့နော်အော်မင်းကလေးအော်တဲ့အတန်နေတော့6တဲ့အတန်နေပြီးရင်ဘာဖြစ်လဲဆိုတော့အဲ့လိုမျိုးဖက်နဲ့အစုံလိုက်လေးတွေလीဖက်နဲ့အစုံလိုက်လေးတွေအဲအစ်စ်တင်တော့ အဲ့လိုမျိုးလေးဘေးနားလေးမှာအဲ့လိုမျိုးတွေ့ရတယ်ပြီးတော့ကျွန်တော်တို့အဲဖြည်း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 ချင်းဆင်းလာဆင်းလာဆင်းလာပြီးတော့ကျတော့လေကားထိတည်းလေဘာမှမမြင်ရတော့ဆင်းတဲ့အချိန်မှာလေတော်တော်ကိုမှောင်မဲသွားတာအဲ၃ယောက်တည်းမှာကျွန်တော်ကတော့ကြောက်လုံးအလေကောင်းနေရပါတော့နော်အဲဆင်းနေဘာဖြစ်လဲဆိုတော့လေအောက်ကိုတော်တော်နဲ့လည်းမရဘူးတက်ရတာကိုအကြာကြီးပဲလေအဲဆင်းနေဘာဖြစ်လို့အတန်တွေကလည်းမျိုးစုံတွေကြားရတယ်ပြီးရင် အဲမိမအော်တန်နေရောအဆုံအဆုံအဆုံကြားရတော့၆တယ်လို့ပြောရမလားမသိဘူးเนาะဒါကတော့အာလူကိုခံယူချက်တွေကိုပေါ့เนาะအဲ့လိုမျိုးလေးတော့ရှိကြမှာဒါကျွန်တော်ကြုံတွေ့ရတာအာပြောပြရပါခင်ဗျအဲ့တော့ဘာဖြစ်လဲဆိုတော့လေကြက်သိန်းတစ်သိန်းတွေအကုန်လုံးတလန်းလုံးထတာအဲဘာလဲကားဆရာလည်းသူကြားတဲ့အတန်တွေရှိရကျွန်တော်လည်းကျွန်တော်ကြားတဲ့အတန်တွေကြောက်ပါဆိုလို့ကျွန်တော်တောင်အောက်လည်းရောက်ရောတောင်အောက်ကိုရောက်တဲ့အချိန်ကျမှကျွန်တော်ကလမ်းလျှောက်ရင်းကျမှ အဲအဲ့မှာတော့ဘယ်လိုတွေကြားခဲ့တယ်ဘယ်လိုတွေကြားခဲ့တယ်ဆိုပြီးတော့မှပြန်ပြောပြအချမ်းမှာကြောက်စရာဘယ်လိုပြောမလဲစိတ်ထဲမှာကြောက်မိရပါတော့เนาะပြီးတော့ကျတော့ဒီတောင်ဝိုင်းတောင်ဝင်မဲဆိုရင်မုတ်ဦးတူရှိရယ်အဲ့မုတ်ဦးလေးကိုဖြတ်ပြီးတော့မှဝင်ရတာအဲ့မုတ်ဦးထီကိုလည်းလမ်းလျှောက်သွားတာပြန်လာတော့တော်တော်ကိုမောင်းနေပြီကျွန်တော်ကဖုန်းဖလက်ပြီးဖွင့်ပြီးတော့မှပြန်ရတာအဲ့ချိန်မှာဘာတွေးရလဲဆိုတော့လေအန်တီတယောက်ရဲ့လေဘင်းမှာလေဟိုကင်မရာကင်မရာကြီးလိုမျိုးဓာမီကြီးလိုမျိုးဆိုရှေးဟောင်းပုံစံမျိုးကြီးလေအဲ့ဒါအဲ့ဒါကြီးကိုလွယ်ထားပြီးတော့သူကဟိုကြည့်တီကြီးလိုက်နေတယ် အဲအန်တီတို့ဘာလုပ်နေရလဲဆိုကိုကမေးကမှမဟုတ်ဘူးတဲ့သားတို့ကိုစောင့်နေတာတဲ့သားတို့ကိုစောင့်နေရတဲ့ဒီချိန်ကြီးတီးတဲ့စိတ်မလာသေးလို့တဲ့သားတို့ကိုစောင့်နေရတယ်ပေါ့နော်တော်တော်နဲ့ပေါ်မလာတော့ဆိုရင်တဲ့သူတို့ကအပေါ်တက်ပြီးတော့မှလိုက်ရှာတော့မလို့ဆိုပြီးတော့မှပြောတာဗျာအော်အဲ့အဲ့မှလည်းသူတို့ကိုလည်းလူလို့ပဲထင်တာပေါ့နော်လန့်လန့်တာရဲ့လို့မရှိသေးဘူးအဲ့ချိန်မှာဘာဖြစ်လဲဆိုတော့သူတို့ကျွန်တော်တို့ကသူတို့ကအိုင်နန်လေးမှာ ရက်နေတာဆိုကဲကဲကျွန်တော်တို့ကကားရှိတဲ့ဇီကိုထပ်သွားမယ်ဆိုပြီးတော့သွားလိုက်တာပေါ့သူတို့သူတို့ကဘဲပြောက်သွားမှာမသိတော့မသိတော့ကြတော့ကျွန်တော်ကားနဲ့ကားနဲ့ဟိုဟာနေကဘယ်လိုပြောရမလဲကျွန်တော်လမ်းလျှောက်တဲ့ဇီနေကနည်းနည်းဝေးတယ်အဲကားထားတဲ့နေရာမှာတစ်ပင်ကြီးတစ်ပင်ရှိတယ်တစ်ပင်အောက်မှာကျွန်တော်ကထားတာဟုတ်ကားအဲနဲ့လေးမှာလည်းမီးအလင်းရောင်ထွန်းထားတယ်ထွန်းထားတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့လေအဲကားကားဘေးနားကိုရောက်ခါနေလဲကြောက်ရောအဲတစ်ပင်အောက်ကနေမြင်းဖြူကြီးဟီးဆိုပြီးတော့မှအမြင်းဖြူတကောင်ထွက်ချလာတယ် အော်လန့်သွားပဲတော်တော်ကိုလန့်သွားဘာလို့လဲဆိုတော့လေဘေးနဲ့မှလည်းဘာမှလည်းမရှိဘူးတောတောပဲရှိရပါဘောနော်တောထဲကနေထွက်လာမယ်ဆိုရင်လည်းမြင်ရတယ်လေမြင်းဖြူဆိုတော့လေပြီးတော့အိုင်နလီမှာမီးအလင်းရောင်ထွန်းထားတာဗျာမီးရောင်ရှိတယ်ကျွန်တော်ကမီးရောင်ရှိတဲ့အောက်မှာပဲကားကိုရက်ထားခဲ့ရဆိုတော့လေအဲမြင်းဖြူကတစ်ပင်အောက်ကနေကျွန်တော်အဲ့ဒီနန်းလေးရောက်မှတစ်ပင်အောက်ကနေဟေးဆိုပြီးထွက်လာတိလာတကူလုံးဖြူတယ်ကြီးပဲခွာရရစားဖြူအဲ့ဒါနဲ့ကျွန်တော်တို့ကကားပေါ်တက်မယ်ဆိုပြီးတော့လောက်တော့ကြတော့ကျွန်တော်မန်နေဂျာကတော့ဒါ ကားစီကိုမလိုက်တော့ဘူးနေရတော့မယ်ဆိုပြီးတော့သူကတော့အပေါက်ကနေကြံခဲ့ရပါတော့။ကြံခဲ့ပြီးတော့ကျတော့အဲ့မြင်းဖြူကလေကျွန်တော်ကားဖို့တက်မယ်လို့တော့ဆိုလုံးဝအတက်မခံဘူးဗျ။အဲ့ကားဆရာလည်းကားဆရာဘက်ကအတက်မယ်ဆိုတော့ကျတော့လေအဲ့မြင်းဖြူကလိုက်ပိတ်တာ။လိုက်ပိတ်ပြီးတော့မှဘာဖြစ်လဲဆိုတော့ကျတော့လေအဲကျွန်တော်ကလည်းတက်လို့မရအောင်ဆိုသူကဟိုဘက်ကကားလိုက်ဒီဘက်ကကားလိုက်နေအဲ့မြင်းဖြူကလိုက်ပြီးတော့မှကားဆရာအဲ့အဲ့လိုမျိုးကျွန်တော်တို့စိတ်ထဲမှာတော့ ယုတ်တဲ့ဆိုတော့ကြတော့ဘာမှမတွင်းဘူးအော်ဒီမိမိဘာလုံးနေရလဲဘာဖြစ်တာလဲပေါ့နော်ပြီးတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ကလည်းကားဆရာကိုကြတော့ဟိုဘက်ကသွားခိုင်းကျွန်တော်ကကြဒီဘက်ကသွားခိုင်းနှစ်ယောက်ခွာပြီးအာယုံလွှဲလိုက်တာပေါ့နော်အိုင်မြင်းပြူကျွန်တော်ကကားပေါ်အရင်ရှောက်ပြီးတော့မှကားဆရာကကျွန်တော်တို့ကျွန်တော်ဘက်ခြံကနေဝင်ကြော်ခွာပြီးတော့မှဝင်ရတာကားဆရာဘက်ခြံကလုံးဝအတက်မခံအဲ့ချိန်မှာကျွန်တော်တို့ကကျွန်တော်ကအရင်ကားထဲရောက်တော့ကြတယ်အိုင်မြင်းပြူကဘာဖြစ်လဲဆိုတော့လေ သူ့ရဲ့ခန္ဓာကိုယ်ကဒီလိုမျိုးတစောင်းဝင်ပြီးမြင်းပြူရဲ့ခေါင်းကြီးကကျွန်တော်တို့ကားကြီးပေါ့တင်ပြီးအောင်ပါလေသူ့မျက်လုံးကကျွန်တော်တို့ကားထဲကိုစိုက်စိုက်ကြည့်ကြည့်နေရအဲ့လိုမျိုးလေဟာလို့အဲ့ချင်းတော့ဟာဆိုအဲ့ဒါဆိုရင်တော့တခုခုပဲဒီကားထဲမှာပဲတခုခုရှိလို့လားဒါမှမဟုတ်ရင်လန်ခီးမှာအဲ့လိုမျိုးမတော်ဖို့အများတားနေရလားမြင်းပြူဆိုတော့ကျွန်တော်တို့ကအကောင်းဘက်ကနေပဲယူလိုက်တာလေဒါအထွတ်မြတ်ထားတဲ့မြင်းပြူဆိုတော့အဲမြင်းပြူရှင်တို့ဘာလို့လဲရှိရကျွန်တော်ကျွန်တော်ကအဲ့ဒါကို ကဲဒါဆိုရင် तू ကအာတခုခုအတွက်ဒါစီအနေနဲ့ထားတာထင်တယ်ဆိုပြီးတော့ကျွန်တော်တို့ကကောက်ကိုအမြန်ဆုံးနောက်ပြန်ဆုတ်ပြီးတော့မှထွက်လာလိုက်တာထွက်လာလိုက်တော့ကျတော့အဲ့နန်းတဝိုက်မှာဘာမှလည်းမရှိဘူးသိလားထွက်လာလုံးဝလေအဲ့ထွက်လာရင်းနဲ့လေအကုန်လုံး၃ယောက်စလုံးကလေကားပေါ်လေရောက်ရောအကုန်လုံးစက်သိန်းသိန်းနေထားတော့ကျတော့ကျွန်တော်တရားခွေဖွင့်ပြီးတော့မှပြန်လာဖအဲဘယ်လိုပြောမလဲပန်းမြို့တယ်မိပွိုက်တနေရာချက်မှာအကုန်လုံးကလူတွေပော့သွားအဲ့လမ်းတစ်လျှောက်လုံးပါလေဘာဖြစ်လဲဆိုတော့လေစိတ်တွေအကုန်လုံးလေးပြီးတော့မှတရားခွေတွေဖွင့်လာ အဲ့လိုမျိုးထီတော့ဂျုံရတယ်ဒါအာကျွန်တော်တို့ကအဲ့လိုမျိုးဘယ်လိုပြောရမလဲနေပယ်စိမ်ဒေတာစိမ်ကိုရောက်သွားတော့ကျတော့အဲ့လိုမျိုးဒါဂျုံရတယ်ပေါ့တရေတစေဘာညာရတော့မဟုတ်ဒါကျွန်တော်တို့တွေ့ရဲ့အတွေ့အကြုံလေးကိုပြောပြပေးရအောင်နော်ပြောတယ်လေပြောအဲ့ကျမ်းမှာကျွန်တော်တို့ကပို့ပြီးတော့ချက်သိမ်းထားပါဗောအဲ့နဲ့တားလို့ရတယ်ဘာလို့ရတယ်ဒီချိန်ကြီးကိုသွားတက်တာလဲတဲ့ဘယ်သူမှမတက်ဘူးတဲ့ဟိုနေလေနေခင်းဆိုရင်ပေါ့နော်တခြားသူတွေလည်းဂျုံရတယ်လို့ပြောတယ် ။ဘာဖြစ်လဲဆိုတော့ဒါကျွန်တော်ဂျုံသွားတဲ့အတွေ့အကြုံကိုပြောပြပြပါမယ်နော်။ဒါအဲတခြားသူတွေလည်းဂျုံချင်မှဂျုံသွားလိမ့်မယ်။ပြီးရင်ကျွန်တော်တို့เออยัวก็พุ่งนี้ก็เลยจုံบู้เลยสรุปจ้ะတော့เลยอ๋อถ้าจนอนี่เนี่ยด่าตองไว้ตองนี่ဖြောပြပါဒါအတွေ့จုံပေါ့เนาะဘာပဲဖြစ်ဖြစ်เออตองไว้ตองသွားမယ်လေပတ်မယ်ဆိုရင်မနေ့ခင်းစောစောစီစီအာယုံတက်တဲ့ချိန်လေးကိုသွားတာအကောင်းဆုံးပဲပေါ့เนาะဘာလို့လဲဆိုတော့နေထွက်တာလေးကိုလည်းជីလို့ရတယ်ရှုခင်းလေးလှတယ်အဲညနေခင်းကျတော့ပုတ်ချိန်ဖြစ်သွားတာပေါ့เนาะအပုတ်ချိန်ဆိုတော့ညနေခင်းလေးကိုဆိုရင် အဲ့လိုတောင်မတက်သင့်ဘူးဆိုတာလေးကိုကျွန်တော်ပြောပြဘာလို့လဲဆိုတော့အာဘာရှိခြင်းမရှိခြင်းထက်ဆိုင်တော့ဆိုတော့တော့တော့တွေ၆တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေလည်းရှိတဲ့အတွက်ကြောင့်လည်းကျွန်တော်က sharing လုပ်ပေးတာပါအာအချက်သိမ်းပို့ထားရဲဆိုတာဘာလဲဆိုတော့ကျွန်တော်ဟိုမေးကြည့်လိုက်တော့ကြတော့လေမောမောကျွန်တော်တို့ကအဲ့တောင်ဝိုင်းတောင်ဝသွားတဲ့လမ်းမှာပထမအဲဟွာလေတအားတို့ဘယ်သွားကြလို့လို့လဲဆိုတော့တောင်ဝိုင်းတောင်ဝသွားမလို့လေဟေးဒီချိန်ကြီးသွားမလို့လားသူကတားလည်းမတားဘူးဗျာတားရင်တော့သွားတော့ဘူးပေါ့အဲတဲ့ အဲတားလို့ရလားဆိုရရရရဆိုတော့လေသွားလိုက်တာပေါ့နော်ပြန်ကကျတော့အဲတဲ့သားတို့တဲ့အဲတောင်ဝင်းတောင်တက်မယ်ဆိုရင်တဲ့ညနေခင်းပိုင်းနေမတဲရဘူးလေတဲ့အဲတော်တော်အတော်နဲ့တယ်ပေါ့နော်တော်အဲ့လိုမျိုးအဲမတဲရဘူးတဲ့မနေ့ခင်းပိုင်းစောစောစီစီအဲတက်မယ်ဆိုရင်၄နာရီ၅နာရီလောက်ကိုစောစောစီစီတက်အဲကျမကြီးလည်းကောင်းတယ်အဲ့လိုမျိုးလေးလေပေါ့နော်အဲ့လိုမျိုးလေးပြောကြရအများကြီးပြန်ပြောကြရပေါ့နော်အဲအဲ့ဒါတော့အတွေ့အကြုံတစ်ခုတော့ရသွားပေါ့နော်အဲ့လိုမျိုးလေးတောင်ဝင်းတောင်သွားလိမ့်မယ်ဆိုရင် ။နော်အဲ့မနက်ခင်းပိုင်းလေးကြီးသွားပြီးတော့လေ။သူတို့ကအဲ့လိုမျိုးကြောက်မှဆိုလို့တင်တယ်ဘာမှမပြောဟာမတက်နဲ့နော်တဲ့ညနေခင်းပိုင်းနေဆိုရင်တဲ့အဲ့လိုမျိုးပဲပြော။သူတို့ကမတက်နဲ့တော့လို့ပြောသွားပြောပြောတာကြတော့ပြန်လာမှပြောတာဆိုတော့ကိုကတက်ပြီးသွားရဲ့အတွေ့အကြုံကဒီတိုင်းပြင်နေပြီလေ။အဲ့လိုမျိုးလေးတော့ရှိရပါတော့။ဒါအမှန်တမ်းပြောရင်တော့ကျွန်တော်ကအဲ့လိုမျိုးလေးတရေကားလေးကြီးเออย้ายขึ้นเนี่ยจนสึกกูนี่มาเลยเออย้ายขึ้นเนี่ยย้ายกูเยก้านี่ไม่ตัดไหนนี่เลยไม่ย้ายตากูก็กูส่วนเลยไอ้เหมือนตะเยก้านี่ย้ายขึ้นน่ะเออตะเยรู้หม้อซันน่ะรู้ အဲအဲ့လိုမျိုးလေးပေါ့နော်အဲလူစိတ်ဝင်စားမယ့်အရာလေးကိုရိုက်ချင်တာပေါ့နော်အခုခေတ်ကကျတော့အားလုံးကလည်းအဲအထိတ်တက်လန့်လေးတွေတို့စိတ်ဝင်စားစရာကောင်းတဲ့အရာလေးဆိုရင်ပို့ပြီးတော့သဘောကျအောင်ဆိုတော့ကျွန်တော်က horror horror ဘိုင်းကိုသွားချင်တာပေါ့နော် horror တို့ horror ဘိုင်းရင်လည်းသွား horror သွားမယ်ဆိုရင်လုံးဝ horror ဘိုင်းကိုသွားချင်တယ် horror ဘိုင်းဆိုရင်မဟုတ်ဘူးဆိုရင်လည်းလုံးဝ company အဲ အဲ standard ရှိအဲ့လိုလေးသွားကျင်တာဗောနော်ဒါပေမဲ့လေကျူစားအောင်ပါဗောဒါစိတ်ကူးတွေပဲပြောပြရပါခင်ဗျာပြည့်ပေးတာကျွန်တော်လုပ်တဲ့ music video တော်တော်များများပါလေအဲဖြစ်ကလစံတပုံးမှမရိုက်ခဲ့ဘူးအာကျွန်တော်တချင်းနေတချင်းနေဆိုရင်10ဘုံကျော်လောက်ရှိနေပြီအာတပုံးမှအာမကောင်းကောင်းဘယ်လိုပြောမလဲမကောင်းမကန်းဆိုပြီးတော့မရိုက်ခဲ့ဘူးဟိုမှာသူ quality နဲ့သူဗောနော်အာဒီအဝေစားစားအဲအဝေရိုက်ကူးရေးနေရာအကုန်လုံးကို အဲကျွန်တော်ကအကောင်းဆုံးလေးတွေပဲချပြပြီ။ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ image ကိုယ့်ရဲ့ပုံရိပ်ကိုတက်စေတာကိုယ့်ရဲ့လှုပ်ရှားမှုနဲ့ကိုယ့်ရဲ့အဲဒါဘာလို့အကြီးသေးကိုချပြရမှာပေါ့နော်။အကြီးသေးကောင်းကောင်းချပြရဲဆိုရင်အဲဒါကိုယ့်ရဲ့အဲအကြီးသေးလည်းပို့ပြီးမြင့်နေပေါ့နော်။ကိုယ့်ရဲ့ quality လည်းကောင်းတယ်ကိုယ့်ရဲ့ image လည်းတက်တယ်ပေါ့။ကျွန်တော်တို့အပေးတဲ့ပရိသတ်တွေကိုလည်းအဲဒါတံပိုးထားတဲ့အနေနဲ့လည်းဆပ်ပြပြီးတယ်ပြီးတော့ကျတော့ကြည့်တဲ့သူတွေအနေနဲ့လည်းသူတို့ဘာပဲဖြစ်ဖြစ်ကိုအားပေးပြီဆိုတာနဲ့သူတို့ပတ်ဆက်ကုန်ပြီလေ တကယ်ကုန်တာနော်လိုင်းမော်ကနေကြည့်မယ်ဆိုရင်လေဖုံးပေထည့်ပြီးတော့မှကြည်မာရတာလေဥပမာကျွန်တော်တို့ home link ဘက်ဟိုနေ့ကသွားတာဆိုရင်လေဟိုနေ့ကသွားတာဆိုရင်လေအဲ wifi ကိုတက်နာယူ9000တောင်ပေးရအဲ့တော့နေတော့မဟုတ်ဘူးလေဒီ9000ဆိုတဲ့ပမာဏအာအဲလူတယောက်ကို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 မုံမုံဝယ်စားရင်တောင်မှဘိုင်းဝရလေအဲသူတို့မှရှိရဲ့သူတို့စုထားတဲ့အဲဗာလဲပတ်စံလေးနေအားပေးကြရတာဟုတ်အဲ့တော့ကျွန်တော်ကျွန်တော်အားပေးရချူနဲ့အောင် ြည့်ရကျူနဲ့အာကျွန်တော်ဘက်ကနေနဲ့လဲပြန်ပြီးတော့မှမြစ်တာလဲထားတယ်ပြီးတော့အကောင်းဝင်ဆုံးတွေကိုလဲချပြပေးတယ်ပေါ့ဒီနေ့ကဒီနေ့မှဆိုရင်တော့ကျွန်တော်လဲအကောင်းဆုံးတော့ချပြခြင်းနေဒါပေမဲ့တခြားနေ့မှာကျွန်တော်ကဟိုလိုပြောရမလဲအဲမချမ်းသာဟုတ်မချမ်းသာဟုတ်ဆိုတော့ဝိဇာဝတ္တတာပါဟုတ်အဲဟိုလိုပြောရမလဲဒါဒါအချမ်းသာဆုံးဝိဇုံဝိထာမမခိုင်ရကျွန်တော်ပလစ်သွားမှာတဲ့ဟိုပတ်စံမရှိလို့တဲ့ အဲအဲ့တော့ကျွန်တော်ပတ်သက်ရှိအောင်ကြိုးစားရမှာပေါ့ဟုတ်ကဲ့ပါဒီသချင်းရကျတော့ကျွန်တော်တို့ဒါကျွန်တော်တို့ရဲ့အကိုကြီးကအာပလက်ထီမောင်ကိုနော်ဆိုတော့ပလက်ထီမောင်ကအကောင်းဝင်ဆုံးနဲ့အကောင်းဆုံးဒရိုက်တာနဲ့ကျွန်တော်တို့အဲအကောင်းဆုံး quality တွေကိုချပြပေးသွားမှာဖြစ်ပါတယ်ပြန်ဆိုတေးဆိုပေမဲ့အကောင်းဆုံးကိုဟိုဒါတခြားလေးလောက်ထားပါတယ် recording mic ညောအဲ့တော့ကျွန်တော်တို့သချင်းလေးထွက်လာတဲ့အချိန်ကျရင်အပိတ်ကြပါအောင်အဲကျွန်တော်ရဲ့ သိဆောင်မှုတွေလည်းအားပေးကြပါအောင်တရုတ်ဆောင်အောင်တာဖြစ်ချင်တာတရုတ်ဆောင်မှုတွေကအများကြီးလိုအပ်သေးတယ်ကြိုးစားပါအောင်ပဲဆက်ပြီးအားပေးကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျ